ားလုံးပဲမင်္ဂလာပါမြောင်းဆိုင်းလက်တရေထလာပါပြန်လဲကြိုဆိုလိုက်ပါခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သားဗီဒီယိုဖိုင်လေးကတော့88ကနိုင်ငံရေးလှုပ်ဆောင်ခဲ့သူများပေါ်ပြစ်တွေဖြစ်လာတဲ့ပေါ့ကိုတော့ဘုံကြီးရုံသားဖိုင်လေးကိုပြန်လဲမြဝေပေးလိုက်ပါခင်ဗျာဒရာပေါ့ခွန်ကြီးကဘယ်လိုတွေပြစ်တွေဖြစ်ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဝေဖာပေးကြပါခင်ဗျာအားလုံးကိုလည်းဆိုင်းလက်တရေထလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီနေ့က27ရက် ဇလပိုင်း2025 25ဖြစ်ပါလေဗျာဒါမနေ့သောဗရိတ်ကဲကော်ဖီတစ်ခွက်ကျုပ်တစ်လုံးကော်ဖီကျမ်းပေါ့ဗျာနော်ကော်ဖီကျမ်းပေါ့ကျမ်းမကြီးအရာတည်းလေ၄၀လေးရောက်ပြီဆိုတော့မလိုက်စားလို့လည်းမရတော့ဗျာနော်အစားလည်းစီကျင်ရတယ်ဗျာနော်စီကျိုဆိုတော့စားစင်ကျင်မှသားလေရဲ့ဘို့တော့စီကျိုကတော့ဒါ46 46 46အောက်ထားပါ140နဲ့မှ6 140နဲ့မှအောက်တလောက်ပါပဲရှိပါတယ်နော် တမ်းမကြီးရတာပေါ့မကောင်းဘူးလားဆိုတော့ကောင်းတယ်ဗျစီကျိုးဆိုတာကတော့ဒါနည်းနည်းထိန်းသိမ်းရတာပေါ့နော်ထိန်းရတာပေါ့ပိုပြီးတက်တက်လည်းမတော့ကားကြီးလည်းကြမတော့အောင်ပေါ့နော်အလိုလိုတော့အင်္ဂလိပ်စီလည်းတောက်တယ်ဆရာတော်ဝိရတူပေါ်ဆက်ပေးထားတဲ့စီကျိုးဗမာစီလဲဒါတုံးဆွဲတယ်ပေါ့နော်ဗမာစီကတော့ညအိတ်ခန်းကြီးဆိုရင်တော့ဗမာစီတောက်တော့လော်ကြီးကောင်းနေပါလေနော်ဒီကတော့ဘာပြောချင်တာလဲဆိုလို့ရှိရင်၃၀၄၀ပတ်ဝန်းကျင်မှာဦးဇင်းတို့ကတော့ ်ဟိုတလောနိုင်ကျင်းနိုင်ကျင်းနိုင်ကျင်းဆိုတဲ့သကလုံးကြီးကြာကြာနေရလို့ရတာเนาะအဲ့နိုင်ကျင်းတို့88တို့ရှစ်ပူးတို့ဆိုတဲ့ချိုးတို့ဗျာပါတီကြီးတွေပါတီထောင်းပြီးမှဟုတ်လားဟိုဟာမဟုတ်ကဟုတ်ကတွေပြောတိုးတက်ရတိုးတက်ကြောင်းမပြောဘဲနဲ့မဟုတ်ကဟုတ်ကတွေရှောက်ပြောနေတဲ့လူတွေအကြောင်းကိုပြောကြလို့ပါဗျာဟုတ်လားတို့တို့လည်းတို့တို့ကနိုင်ကျင်းလို့ပြောတို့တို့ကလည်းအမျိုးသားရေးဟောလေအမျိုးသားရေးတရားသူဆိုတဲ့နိုင်ငံရေးနိုင်ငံရေးတော့အမျိုးသားရေးနိုင်ငံရေးအမျိုးသားရေးကျင်းသားဆိုပြီးမှတော့ပြောရမယ်ခင်ရောက်နေပါတယ်နော်ဦးဇင်းတော်အမျိုးသားရေးကျင်းသားတွေဟုတ်ကြနော် ကောင်းဆန်းစုကြည်ရဲ့ဒီမိုကရေစီနော်ဝယ်ဆုရှင်မမတ်တင်ရွှေရဲ့လက်ထက်မှာဦးဇင်းတို့ဒါမတရားထောက်ရှာခံရတယ်။နော်။ဦးဇင်းဆိုလို့ရှိရင်ထောက်ထားလည်းမပြနိုင်ဘူး။ခိုင်လုံမှုလည်းမပြနိုင်ဘူး။တပိတ်တကိုင်းတာလည်းမပါဘူး။တပိတ်ဆိုအပြင်ဘက်မှာပဲဦးဇင်းတို့နေခဲ့တယ်။အပြင်ဘက်မှာဆိုတာဦးဇင်းတို့အထဲတောင်မဝင်ဘူးနော်။အပြင်ဘက်မှာပဲနေခဲ့တယ်။ဒါပေမဲ့ဦးဇင်းတို့ဒီဆရာတော်ဦးရတာတို့ရဲ့တပည့်ဖြစ်တဲ့အတွက်ကြောင့်အမြင်ကပ်ပုံမှန်နဲ့ဦးဇင်းတို့900ငါးနဲ့ညီခဲ့တယ်။နေနေခဲ့ရတယ်ပေါ့ဗျာ။နော်။ဒီမိုကရေစီအစိုးရလက်မှာအာနာရှင်ဆန်ဆန်အာနာရှင်ဆန်ဆန်ကတော့ခင်ဗျာ စစ်တပ်မှာမဟုတ်ဘူးဗျာရတားဆိုလဲအာနာရှင်ဆန္ဒဆန္ဒစစ်တပ်ကအာနာရှင်ဆန္ဒဥစ္စာလက်ခံပေးလို့ရတယ်သူကငကိုကလေးကိုစစ်သားလေးရတားဆိုရအာနာရှင်ဆန္ဒတော့ဥစ္စာလက်ခံလို့မရအောင်နော်အကျော်တခြားလို့တခြားလို့လောက်ပါလိုက်နောက်ဥစ္စာလည်းထောင်ထဲမှာနေခဲ့ရတယ်နော်နေခဲ့ရတယ်ဟိုဝကျွရှိလို့ပဲတွေ့ပါတယ်ဒါလည်းဝကျွရှိလို့ပဲတွေ့ပါတယ်နော်ထောင်ထဲမှာနေခဲ့ရတယ်အဲ့တော့အခုပြောချင်တာကနိုင်ငံရေးနဲ့ပတ်သက်ဘယ်လိုလောက်ကတော့ဘယ်လိုပေါ်လိုက်နိုင်တယ်ဟာလော်ဘီတွေဘာဘီတွေမင်းတို့ဘာညာဆိုတော့ဟုတ်လားအဲ့ပြောတဲ့လူရဲ့စိတ်ကဟိုအောက်ထီရောက်နေအောက်ထီရောက်နေ အောက်တီစိတ်တက်ကအောက်တီရောက်တယ်။ဘာဖြစ်လို့ဥစုစံတို့လောက်လည်းပြောပြီးသူနိုင်ငံရေးနဲ့ပတ်သက်ပြီးဘာပြောဆိုအောင်သူတို့ဒီလိုတို့တော့အမတ်တွေအမတ်လောင်းတွေရွေးကြရဲအမတ်လောင်းတွေကိုလာရှိုးมาလဲဒုတိယအကြောစနဒုတိယအကြောမှာလာရှိုးมาလဲမဲဆန္ဒပြည်ရွေးချယ်မဲ့တဲ့နေပြန်ဒုတိယလားဒါအဲ့မမဲဆန္ဒနဲ့ရွေးကောက်ပွဲမှာလာရှိုးလဲပါတယ်ပေါ့ဗျာအဲ့လိုပါတဲ့အခါမှာသူသူ့ရဲ့ပါတီကလာရှိုးมาဝင်ပြိုင်မဲ့အတူမရှိဘူးမရှိဘူးမရှိဘူးမဟုတ်ဘူးလူကိုမရှိတာလူကိုမရှိတာအဲ့တော့လူမရှိတော့သူဘာလုပ်တယ်ဆိုတော့သူနဲ့ရင်းနှီးတဲ့ မြေအကွက်ရိုက်ရောင်းတဲ့လူနဲ့လူနဲ့ရင်းနှီးတယ်ပေါ့လူလည်းမြေအကွက်ရိုက်ရောင်းတဲ့လူပဲဒီပါအဲနဲ့နောင်လိုင်းလိုကြားမှာတို့မြေအကွက်လေးတွေရိုက်ရောင်းတယ်ထင်တော့လည်းဖြစ်ပြီးတော့မကြပါဘူးကြယ်နော်အဲ့တော့တို့ကအဲ့မှာရင်းနှီးတော့ဖုံးဆက်ထားပေါ့ဗျာကလေးတက20တောင်း24ပဲရှိသေးတယ်နိုင်ငံရေးဆိုလည်းတို့ဘာမှမတည်ဘူးနိုင်ငံရေးဆိုလည်းဘာမှတို့တွေဝန်ထမ်းမျိုးနွယ်ဝန်ထမ်းတိုင်းဝိုင်းကတပိချောင်းတော့လည်းလာချောင်းကလည်းတို့တွေပြေးလွားခဲ့ပြေးလွားပြီးဥစဉ်ကြောင်မှာတို့တွေ၄လ၅လလောက်နေရတယ်တနေ့နှိပါပြောရတော့နော် လိုဒမီလီအကြောင်းဆရာမဆိုတော့ဥစဉ်ကြောင့်မှာစာတင်ခိုင်းတယ်ဒလာလာဥစဉ်လည်းထိုက်တယ်လားထိုက်တယ်လားဆောက်ရှောက်တယ်ပေါ့ဗျာနော်ထိုက်တယ်လားဆောက်ရှောက်တယ်ဒါဖြစ်တူပါလေဒါဘူကြီးပဲတကယ်အနေထိုင်ရောဘာရောအကုန်တော်တဲ့တူပါပဲတော်တော်လေးတော်ပါတယ်အဲ့တော့ဥစဉ်ပြောချင်အဲ့လိုတော်တယ်ဥစဉ်အဲ့ဒီခါမှာတို့ဖုံးလန့်စက်တယ်တဲ့ဘာလို့လဲလက်ဒမီကိုတဲ့လာရှိုးကနေငါတို့ပါတီကနေဝေးပြန်ခိုင်းပါတဲ့နိုင်ငံရေးဥစုတကယ်ဆို88နိုင်ငံနိုင်ငံရေးနော်နိုင်ငံရေးသားအကြီးအဟောင်းမတက်သူပြောတဲ့ကျင်းလောက်ပေါ့နော်နိုင်ငံရေးသမားကြီးပဲ နိုင်ငံရေးကြောင့်ကာကြီးမန်းခါခွေမန်းနားမလဲတဲ့သူကိုနိုင်ငံရေးဒါအတုံးချလို့ခင်ဗျားတို့မထင်ဘူးလားတကယ်မဲ့အတုံးချရတယ်တကယ်မဲ့ထိုးကြွယ်လို့ခင်ဗျားမတုံ့တက်ဘူးလားအဲဆိုအဲ့လူရဲ့စိတ်ဓာတ်ကဘယ်လိုရောက်နေပြီလဲဟုတ်ပြီသူနိုင်ငံရေးနဲ့စိတ်ဝင်စားတယ်နိုင်ငံရေးရဲ့သူနားလဲတယ်ဒီကာကြီးမန်းခါခွေမန်းနိုင်ငံရေးမဲအကြောင်းသိသိတယ်ဆိုလို့ဝင်ပြန်ရတာအကြောင်းမရှိဘူးလေဗျာဟုတ်ပြီအဲ့လိုဝင်ပြန်ခိုင်းတော့မပြပြရလဲပဲပြန်ခိုင်းမလဲတမီးဖြစ်သူတွေလည်းကြောက်ဆရာမဝါးကြောက်ဆရာမလေအဲ့တော့ဝင်ပြန်ဝင်တမီးမတမီးကအစိတ်လက်စိတ်ဝင်သွားတော့ပြန်ခိုင်းလို့မဖြစ်ဘူးပေါ့ဗျာရှင်လုံးကြီးရှင်ပြောတော့ ဲ့မဲ့မိမအဖြစ်သူရောရောဖြစ်သူရောအဲ့နိုင်မခေါ်တော့မခေါ်တော့မခေါ်နိုင်မပြောနိုင်ဖြစ်သွားဘူးပေါ့လူကဟုတ်လားငါအာနာရှင်ဆန္ဒပဲငါတည်းခဏမပြရင်တွေ့မယ်ဒါမှမဟုတ်ပုံစံဖြစ်သွားတာနော်ကောင်းပြန်လာဖြစ်တာနိုင်ငံရှင်တွေကတော့ဥစဉ်ရပြန်တော့မပြောပါနဲ့ပါပြန်တော့မပြောပါဘူးလို့နိုင်ငံလုံးတည်အောင်တော့ပြောရမှာပေါ့ဗျာအဲ့တော့ဒါမှဒါအောက်တန်းကြတာပဲလို့စိတ်ထက်ကဟုတ်လား တို့တို့ကိုတော့ပြည်သူနိုင်တော်တော်များများနိုင်ငံရေးသမားအောင်တွေကနိုင်ငံရေးကျင်းသမားတွေရှစ်ပူးတွေတော်တော်များအပြောကောင်းတယ်အပြောကောင်းတယ်ရှစ်ပူးတိုင်းတော့မပြောပါဘူးဗျာနော်တော်တဲ့ရှစ်ပူးတွေလည်းရှိပါတယ်ဟုတ်လားဟိုကိုစောပါအထူးလို့ဆိုလဲဒါတို့တို့ရှစ်ပူးတွေပဲဟိုအောင်မောင်ဆိုးလို့ဆိုလဲအလန်းမောင်ဆိုးဆိုလဲဒါရှစ်ပူးပဲဟုတ်လားကိုတို့ရိုးစောတို့ဒါတော်တော်များရှိပါတယ်တို့တို့ကြကြပြောတာဟုတ်လားလူတိုင်းတော့ဦးနဲ့မဆိုးလို့ပါဦးရှစ်ပူးတွေလည်းရှိပါတယ်အများကြီးဒါနဲ့အဲ့လိုရဲ့စိတ်တက်ကခဏသူများကပြောနေကိုညက်ချီကြတော့သူစင်အောင်မတော့ဘူးကိုညက်ချီကြတော့ငါမညက်ချီကြမကြည့်ဘူးနော် နိုင်ငံရေးဓမ္မဆိုတာကအဲ့တော့ဥစဉ်ပြောချင်တာကနိုင်ငံရေးအဲ့လိုတော်တော်များများလူတွေတော်တော်များများဟာတွေကတိုင်းပြည်ကိုကောင်းကျိုးမကြည့်ဘူးတိုင်းပြည်ကိုတိုးတက်ရတိုးတက်ကြအောင်မကြည့်ဘူးเนาะဒါပေမဲ့မက်ဆီရောတော့လည်းကြည့်เนาะမက်ဆီရောတော့လည်းတူတူတွေကြည့်เนาะဘာတော်လိုင်းညာတော်လိုင်းဆိုပြီးမှလှုပ်တာသူကတွေးရဩဒီလူတွေကအာဏာရသွားရင်ဒီလူတွေကလွတ်တော်တဲ့ရောက်တော့တော်တော်ကြောက်စရာကောင်းလာတယ်လို့ပြောရတာဘဲဟာဘဲသူ့အတွက်ဘဲသူ့အတွက်လို့ ဒီလူတွေနဲ့ဟိုဟာတွေနဲ့ဘာမှမထူဘူးလို့ဟုတ်လား PDF ဒီပြည်သူအတွက်ပြည်သူအတွက်နောက်ပြည်သူကဒုက္ခပြီးသွားတာပြည်သူကဒီနေ့တစ်ချိန်ဒီဒုက္ခပြီးသွားပြည်သူတွေကဘုန်းကြီးတွေကိုပဲဒုက္ခပြီးသွားတာပဲဘုန်းကြီးဒီနေ့တစ်ချိန်ဒီတို့ကြောင့်ဒါတိုက်ပြီးပြိုပြဲဖြစ်နေရပဲတိုက်ပြီးပြိုပြဲဖြစ်နေရပဲနော်ဒေါ်လာရေးဗန်ဒါကြီးဒေါ်လာရေးကဘုသူ့ဒေါ်လာနေရတယ်ဘုသူ့ဒေါ်လာနေဘုသူ့တုံးနေရတယ်ခင်ဗျာကဲရွာတွေခင်ဗျားတို့ကတော့ရွာတွေမီးရောင်နေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ခင်ဗျားတို့တတ်မလို့လက်ညှိုးအားစစ်တတ်ကြောင့်ဘာကြောင့်ဟိရွာတွေမီးရောင်ဘုသူ့ထုတ်တာဟမ်အခုခင်ဗျားနောက်ဆုံးပြည်သူတွေတိလာပြီဟုတ်လား ဒီဘာကြီးဘလို့ပြီးရှုတော့လဲဒီဘာကြီးဘလို့လောက်တော့လဲတို့လာမှတို့လို့ဖြစ်တော့ဆိုတော့ဒီတို့တွေတို့ထောက်ခံနေရွာတယ်အခုဘလို့ဖြစ်နေပြီလဲအမှန်တရားကြီးထွက်လာရေဟုတ်လားတချို့နိုင်ငံရေးဓမ္မတွေရဲ့စိတ်ဓာတ်ကပြည်သူအတွက်မဟုတ်ဖ ೇನೆ တိုင်းပြည်အတွက်မဟုတ်ဖ ೇನೆ တို့စိတ်ဓာတ်တွေအောက်ရောက်ငါလာတက်ရောက်ရောက်မင်းတို့တွေ့မယ်ဆိုအနေနဲ့ဆိုရအမုံတရားအာဂါတာတရားနဲ့အဲ့ဒီလိုတက်မတော်လို့အဲ့လိုအမုံတရားလောက်တယ်ကြတိုင်းပြည်ဘလို့ဖြစ်နေတာအဲ့လိုအမုံဘွားအောင်တက်မတော်တက်မတော်ထိန်းထိန်းကောင်းလိုက်လို့အထိန်းထိန်းတာမကောင်းဘူးဆိုလို့ရှိရင်တိုင်းပြည်ကသွားပြီနော်ပြည်သူများအားလုံးဒါလေးကို သိစေခြင်းနဲ့အတွက်ကြောင့်ပေါက်ကိုယ်တော်ကနေတာယောဂါကြီးဖြစ်ပါလေဗျ။ပေါက်ကိုယ်တော်ရဲ့စကလုံးတိုင်းစကလုံးတိုင်းကိုတေချာစဉ်းစားပါလို့တေချာကိုယ်ဟာကိုဆုံးဖြတ်ပါလို့ပြောကြပါလေဗျ။အားလုံးတော်ပါလေဗျ။